2025ခုနှစ်ဧပြီလ3ရက်နေ့မှ6ရက်နေ့အထိတနင်္ဂနွေသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာငွေကန်တအားကောင်းပါတယ်။နမည်ကုန်တင်တက်စရာတွေလည်းကြုံမယ်။ကုန်ဝယ်ခြင်း၊တူလောင်ခြင်း၊ပစ္စည်းစုဆောင်ခြင်းတွေ ပြုလုပ်တင်ပါတယ်။နိုင်ငံခြားခရီးလူမျိုးချနဲ့ပတ်သက်တဲ့အလုပ်တွေအကျိုးပေးအောင်မြင်မယ်။ထီထိုးတင်ပါတယ်။အထယ်ထိဖက်နက်ဓာတ်ပုံလျှက်စစ်ကားကွန်ပျူတာကြောက်ကင်မရာလုပ်ငန်းရှင်များတိုးချဲ့တင်တဲ့အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာအလူပွဲမင်္ဂလာပွဲတွေကြုံရတတ်ပါတယ်။အဲ့ဒီနေ့မှာထီထိုးပါဆက်တူစာချုပ်ကိစ္စတွေမှာတော့မရေမရဖြစ်တတ်ပါတယ်။မြေကိစ္စအမွေကိစ္စဖုန်းကိစ္စများကိုတော့ခိတ္တဆိုင်ငံ့ထားတဲ့အချိန်ပါပဲ။ဘာမဆိုနှမျိုးနှစ်ခါနှစ်ကြိမ်ကြုံတတ်တဲ့ဂိမ်းဖြစ်ပါတယ်။အိမ်နောက်ရှင်များချစ်သူရီးစားများជីနူးဝမ်းမြောက်စရာနှမျိုးနှစ်ခုကြုံနိုင်ပါတယ်။အာယုံကျော် 1byte C မျက်စိယောဂများဂယုဆိုင်ရမယ့်ကာလဖြစ်ပါတယ်။ ရရဂုံတော်ကိုပါပတိကုပတ်နဲ့ရက်ဆက်ပြီးအဋိဌံနဲ့စိတ်လိုက်ပါလေကံကောင်းကနန်း89 2025ခုနှစ်ဧပြီလ3ရက်နေ့မှ6ရက်နေ့ထိတနင်္လာသာသမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာတအားပင်ပန်းမယ်စိတ်မော လူမောတွေဖြစ်ရမယ်အလုတ်ပြီးပြီးကျမ်းမာရေးညံ့သွားတတ်ပါတယ်စိတ်တိုင်းမကြစရာတွေများနေမယ် တက်နိုင်သမျှစိတ်ရှိရှိကောင်းအေးအေးနဲ့အလုပ်တွေကိုတက်တောင့်တက်တာလေးလုပ်သွားတဲ့အချိန်ဖြစ်ပါတယ်။လှုပ်ထွက်ခြင်းပြောင်းခြင်းနဲ့ဆန္ဒခစ်တလေးစောင့်တင်ပါတယ်။နေရာကိစ္စအိမ်ကိစ္စများတိုးလို့တက်လန်းဖြစ်နေတတ်ပါတယ်။မိကောင်းဆရာကောင်းတွေရဲ့အကူအညီကောင်းတွေပေါ်လာမယ်။နိုင်ငံခြားနဲ့ပတ်သက်လို့အဆက်အသွယ်အခွင့်အရေးကောင်းပေါ်လာတတ်တယ်။မြေအမွေဖုံးအထည်ထီးဖနက်ဓာတ်ပုံလျှက်စစ်လုပ်ငန်းတွေမှာတော့အထူးအောင်မြင်အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်။ခြေရောက်ခါ အစာအိမ်ကျန်းမာရေးတည်ပြုတင်ပါတယ်။အိမ်နောက်ရှင်များချစ်သူရေးစာများမောင်နှမကိစ္စတည်ပြုပါ။ရရရာဗုဒ္ဓဂုံတော်ပတိခုနှစ်ပတ်။သုံးရက်ဆက်ပြီးအဋိဋ္ဌံနဲ့စိတ်လိုက်ပါလေ။ကံကောင်းကနန်း83 2025ခုနှစ်အေပရီလ3ရက်နေ့မှ6ရက်နေ့အထိအင်္ဂလာသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာကံအညံ့လေးတွေများနေပါမယ်။အဖက်ဖက်ကအနောက်ရှက်ရှိနေမယ်။ ခီးသွွားခြင်းဟာအကောင်းဆုံးရည်ရပါပဲနေရာတစ်အိမ်တစ်လုပ်ငန်းတစ်အစီအစဉ်များအထူးပဲကောင်းပါတယ်ရက်ဝေးပြပကိစ္စတွေလည်းဦးစားပေးပြီးစီစဉ်တင်ပါတယ်ကွဲကွာနေသူများပြန်ဆောင်ခြင်းရက်ဝေးကအကူအညီကောင်းရခြင်းများကြုံမယ်ငွေကတော့တအားဝင်တယ်လို့တအားထွက်နေလိမ့်မယ်မထင်မှတ်တဲ့ဘာသာရေးပညာရေးအခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါတယ်အတိအနှံရေထွက်ကုန်တန်တို့အလုံများတိုးချက်တဲ့အချိန်ဖြစ်ပါတယ် မီးလျှက်စစ်တခိုးတတိထားတဲ့အချိန်ဖြစ်ပါတယ်။ယာရုနေရကိစ္စတွေမှာလည်းအနောက်ရှက်တွေကြားကအောင်မြင်သွားတတ်ပါတယ်။စက်တူအလုံးများတတိထားပါ။အရေးကြီးစာရွက်စာတမ်းများတတိထားပါ။အိမ်တော်ရှင်များချစ်သူရေးစာများရဝေးခွဲရခြင်းရှိနေပါတယ်။ရရရအယဟန်တိတ်တိပတိလေးပတ်လေးရက်ဆက်ပြီးအဋိဌာန်နဲ့စိတ်လိုက်ပါလေ။ကံကောင်းကနန်း၄၅ 2025ခုနှစ်ဧပြီလ3ရက်နေ့မှ6ရက်နေ့အထိဗုဒ္ဓဟူသာသမိများအတွက်တပတ်စာကံကြမ္မာဟောစတန်ဒီရက်တွေအတွင်းမှာမတင်မကျကိစ္စလေးတွေများနေမယ်။ဟိုဟာလောက်ရတော့မလို့လို့ဒီဟာလောက်ရတော့မလို့လို့တွေများနေမယ်။ငွေကိစ္စပစ္စည်းကိစ္စအယောင်းဝယ်ကိစ္စတွေမှာလည်းတိလွဲလေးတွေလွဲနေတတ်ပါတယ်။ဘာမဆိုခေါင်းအေးနဲ့ဆုံးဖြတ်တဲ့အချိန်မျိုးပါပဲ။စက်တူကိစ္စစာချုပ်လုပ်ငန်းတွေအောင်မြင်မယ်။ ဆိုင်တဲ့အိမ်တဲ့နေရာတဲ့ကိစ္စတွေအောင်မြင်မယ်။အဖိုးတန်ဆက်ပစ္စည်းအိမ်အောင်ပရိဘောဂတွေဝင်မယ်။မထင်မှတ်ပဲနိုင်ငံခြားလူမျိုးခြားအဆက်အသွယ်ကူညီပေါ်လာတတ်ပါတယ်။အောက်လက်ငယ်သားကြောင့်စိတ်ရှုပ်ရတတ်တယ်။အနီးကပ်လူရင်းတွေက တစ္ဆာဖောက်သွားတတ်တယ်။အလူမင်္ဂလာကိစ္စ၊မြေကိစ္စ၊ဖုံးကိစ္စများအဆင်မပြေမှုများမယ်။ခြေောက်ခါဘိုက်ကျမ်းမာရေးဂယုစိုက်တင်ပါတယ်။အိမ်အောင်ရှင်များပြည်လည်မှုရပြီးချစ်သူရေးစားများဆွေမျိုးဝင်ရှုပ်လာတတ်တယ်။ စကားတွေရှုပ်လို့ရှင်းရတတ်ပါတယ်ရရရမြောင်မေအောက်မှာရုပ်ကဆိုးကိုမြစ်တာပို့ရင်လိုရာဆူတောင်းပါလေကံကောင်းကနန်း63 2025ခုနှစ်ဧပြီလ3ရက်နေ့မှ6ရက်နေ့အထိကြာတပလီတာသမီများအတွက်တပတ်စာကံကြမ္မာဟော့စတန်ဒီရက်တွေအတွင်းမှာအဖက်ဖက်အခွင့်လန်းကောင်းတွေပေါ်လာမယ်အလုပ်တွေချဲ့တဲ့တိုးတဲ့အချိန်မြင့်တဲ့အချိန်မှာပဲကံတရားကကိုယ့်ကိုမျက်နှာตาပေးတဲ့ဂိမ်းဖြစ်ပါတယ် ငွေရွှေမဲ့ရွှေကန်ကောင်းမဲ့အမှုပညာအလုပ်အလှကုန်ကားကြောက်ကွန်ပျူတာကင်မရာအလုပ်တွေမှာအကျိုးမြင့်များနိုင်ပါမယ်။စက်တူကိစ္စစာချုပ်ကိစ္စတွေတော့တတိထားပါ။ကိုတို့တက်အောင်မြင်လာတဲ့အပေါ်မနာလိုအပြိုင်ဆိုင်တွေလည်းပေါ်လာမယ်။တမင်ရန်စခံရတတ်တယ်။အမှုပတ်တတ်ပါတယ်။ပြည်တွင်းပြပခီးများမရေမရဖြစ်တတ်ပါတယ်။အောက်လက်ငယ်သားတို့စီကအကူအညီကောင်းရမယ်။အိမ်တော်ရှင်များချစ်သူရည်စားများငွေဝမ်းသာစရာကြုံမယ်။ ခီးကောင်းကြုံမယ်စီးမျက်စိသွားတွေးတတိထားပါရရလောကဝိတုဂုံတော်ကိုပတိလေးပတ်လေးရဲ့အဋိဌာန်နဲ့စိတ်လိုက်ပါလေကံကောင်းကနန်းနဲ့ငါ2025ခုနှစ်ဧပြီလ3ရက်နေ့မှ6ရက်နေ့ထိတောကြသားသမီးများအတွက်တပတ်စာကံကြမ္မာဟော့စတယ်ဒီရက်တွေအတွင်းမှာမိကောင်းဆရာကောင်းတွေတွေ့မယ်။ပညာရေးကိစ္စ၊တင်နန်းကိစ္စ၊စာမှုပွဲကိစ္စတွေအထူးကောင်းပါလေ။ စက်တူကိစ္စတွေလည်းအောင်မြင်မယ်။စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်းအဆင်ပြေမယ်။ပြည်တွင်းပြည်ပခီးကောင်းများကြုံနိုင်တဲ့အချိန်မှာပဲ။ငွေကန်လေးလည်းကောင်းနေမယ်။ဘာသာရေးလုပ်ငန်းတွေဖျားဘူးခီးတွေလည်းပေါ်လာမယ်။အလူတက်မင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါတယ်။အောက်လက်ငယ်သားကိစ္စအထက်ထီးဖနက်လျှက်စစ်ကိစ္စအိနီယာကိစ္စတွေမှာတော့ဆန္ဒမစိုးတင်ပါဘူး။လေထိုးလေအောင်နှလုံးဒူးနားတတိထားတင်ပါတယ်။ စက်ပစ္စည်းဆိုင်ကမ်းမြေအမွေဖုန်းကိစ္စများအကျိုးပေးအောင်မြင်နိုင်ပါတယ်။အိမ်တော်ရှင်များချစ်သူရည်စားများအစင်မပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားနိုင်ပါတယ်။ရရရာစွန်းခံဖုံးတော်ကြီးကိုမိုဟင်ကာလောင်းလူရင်လိုရာစုတောင်းပါလေ။ကံကောင်းကနန်36 2025 9ခုနှစ်ဧပြီလ3ရက်နေ့မှ10ရက်နေ့ထိစနေသားသမီးများအတွက်တပတ်စာဟောစာတန်းဒီရက်တွေအတွင်းမှာ အပြိုင်ဆိုင်လေးတွေကြားတဲ့ကအောင်မြင်မှုတွေရရှိလာမယ်။လုပ်ငန်းတစ္ဆာတာတိုးချဲ့တာတွေလုပ်တင်ပါတယ်။ရက်ဝေးပြပနိုင်ငံသားနဲ့ပတ်သက်တဲ့အလုပ်တွေလည်းအကျိုးပေးမယ်။တစ်တန်တို့ရွှေရေထွက်ကုန်အသီးနှံများအကျိုးပေးလိမ့်မယ်။ငွေဟောင်းပစ္စည်းဟောင်းတွေ ပြန်ရတတ်ပါတယ်။စက်ကိစ္စဆိုင်ကိစ္စများမတင်မကျဖြစ်နေမယ်။ဘာမဆိုအထက်အငော့လေးတွေဖြစ်ဖြစ်ပြီးမှအောင်မြင်တတ်ပါတယ်။လူရင်းတို့ရဲ့အညစ်ကိုလည်းခံရတတ်ပါတယ်။ပညာရေးကိစ္စ စာမွေးပွဲကိစ္စ၊မြေအမွေဖုန်းကိစ္စတွေမှာအနောက်ရှက်များနေတတ်ပါတယ်။ဝေရွှေမဲဒါပေမဲ့အလုတ်ထဲကိုပြန်ဝင်သွားတတ်တဲ့ဂိမ်းမျိုးပါပဲ။အိမ်နောင်ရှင်များချစ်သူရည်စားများအတွက်အဖူးထစ်လေးတွေများမဲ့ဂိမ်းဖြစ်ပါတယ်။အထူးသဖြင့်ဘေးစကားများကိုတတိထားပါ။ဝမ်ပိုက်ဦးကောင်း အစစ်အမြစ်ဂယုစိုက်တင်ပါတယ်။ရဲ့ရရတပုတ်တေကာထာတော်ကိုပတိသုံးပတ်သုံးရက်အတိတ်ထံနဲ့စိတ်ပြီးဆူတောင်းလိုက်ပါကံကောင်းကနန်းတစ်သူများ